အားလုံးနေတော့ကျွန်တော်ကြော်ဝေးပါကျွန်တော်ဒီဘက်ပြောပြမယ့်အကြောင်းအရာတော့ဒီသူတို့ဇာတိကြီးနဲ့ပတ်သက်လို့ရာသပံဝီကြီးကံကောင်းစီတဲ့ရေတရားပဲဖြစ်ပါတယ်နော်ခနဲ့ဇာတိကြီးရာဆိုရင်တယောက်နဲ့တယောက်ဒီဝီကြီးရေတရားလုတ်ဖို့လို့နေမတူပါဘူးဥပမာအဲသူတို့ဇာတိကြီးရဲ့ဝီကြီးရေတရားဟာတင်းညာဇာတိကြီးရဲ့ဝီကြီးရေတရားအင်းဟာဇာတိကြီးရဲ့ဝီကြီးရေတရားဒါတွေကတယောက်နဲ့တယောက်မတူပါဘူးနော် ဒုဝိသာသူကြီးကမူလကံအနေသားကိုကဂွေကြီးကံကောင်းပြီးသားပါပဲအဲ့တော့ကျွန်တော်ကရေရာကိုထပ်ပြီးတိတိမိမိရေရာလုံးလိုက်မယ်ဆိုရင်ဂွေကြီးကပူကံကောင်းသွားမှာဖြစ်ပါတယ်ဓနုဝိသာသူပြည်ပြီးတော့ဂွေကြီးကံလွန်အားနေနေတယ်ဆိုတာကတော့ဒီသူ့ရဲ့နှစ်လိုက်ကံနေပုံမှာလည်းမှုတည်ပါတယ်နော်အဲ့တော့အခုပြောပြမှာဒုဝိသာသူကြီးတွေရာသပံဂွေကံကောင်းစီတဲ့ရေရာပဲဖြစ်ပါတယ်နော်အဲ့တော့ဒုဝိသာသူကြီးကတိကျမှတ်ပါနော် သူဝိသသမီးကြီးဟာဒီအပတ်စဉ်သူဝိနေနဲ့နဲ့6နိုင်ရနေခွန်တာခွဲကြရောက်တိုင်းကိုဖောက်ွက်တဲ့ရည်ထဲမှာဒါပေမဲ့အဲ့ရည်တွေကို9ရွက်2ရွက်တုံးကို15ရွက်နော်အဲ့ဒါထည့်ပြီးတော့ကိုရံဖျားမှာလူရောစုတောင်းမယ်ဆိုရင်ဝေကြီးကံအောင်စီမှာဖြစ်ပါတယ်အဲ့ဒီမှာမှာကျွန်တော်တို့ကဒီဝတ္တပိကာရာကိုရမယ်ဆိုရင်ဒီဝတ္တပိကာရာကိုပါဠိလိုနှစ်ခေါက်နော်အဓိပ္ပာယ်ကိုတစ်ခေါက်အဲ့လိုယူမယ်ဆိုရင်ဘူရွတ်အစွမ်းထက်မှာဖြစ်ပါတယ် က်တွေ့လုပ်ကြည့်ပါအပတ်တိုင်းလုပ်ကြည့်ပါနော်ဒီအပတ်တိုင်းလုပ်ကြည့်လိုက်တဲ့အခါမှာနည်းဆုံးဒီ၄ဘတ်မြောက်ဆိုရင်ဒါထူးခြားပါရဲ့နော်အဲ့တော့ဒါကိုဒီတနည်းဝိသားစုတွေနဲ့ဘဝတစ်ချက်လုံးလှုပ်သွားမယ်ရေရာပဲဖြစ်ပါတယ်တနည်းဝိသားစုများကျမ်းမှချမ်းသာပြီးတော့ဝေကြီးလက်လက်ပါများမြဲရှင်လန်းပါလေအားလုံးကျမ်းမှချမ်းသာကြပါစေကျွန်တော်ကြော်ဘိုးဟင်းပါအလုံးမင်္ဂလာပါကျွန်တော်ကျော်ဝင်းပါကျွန်တော်အခုပြောပြမယ့်အကြောင်းအရာက ဒီဒိဋ္ဌသာသမိတွေအတွက်နော်ယာသဗံကိုကြီးရည်တွေအကြောင်းကိုပြောကြားပေးသွားမှာဖြစ်ပါတယ်ဒီဒိဋ္ဌသာသမိတွေရဲ့မူလတဘာဝဟိုကငွေကြီးရအလဲကြာဖြစ်တယ်အလဲကြာဖြစ်တော့ဒိဋ္ဌသာသမိတွေဟာငွေကြီးနဲ့ပတ်သက်လို့သူတို့ငွေကြီးရစရာနော်အကြောင်းကိစ္စတခုသူ့မှာလုံလောက်တဲ့ငွေကြီးအတိုင်းအတာတခုရပြီးပြီဆိုရင်ထပ်ပြီးတော့တွန်းတက်တဲ့ကြိုးစားခြင်းစိတ်အားနဲ့တက်ကြတယ်။ဒါတင်းနာသာသမီးတွေရဲ့သဘာဝပဲ။အဲ့တော့ဘာလို့အောင်လဲဆိုတော့ တင်းသာသာသမီးတွေမှာဝေကြီးကံအမြဲကောင်းနေဖို့ဆိုရင်တွန်းအားအမြဲပြီးနိုင်တဲ့ရေရရာတခုအမြဲလုပ်ပေးရမှာအဲ့ဒါဘာလဲဆိုရင်ဒီသူ့ရဲ့အမြင့်ညွတ်တွဲတဲ့တန်နဲ့သူ့ကိုဆွဲတင်ရမှာဝေကြီးကံကိုဆွဲတင်ရမှာပေါ့နော်အဲ့တော့အဲ့ရေရရာဘယ်လိုလုပ်အောင်လဲဆိုရင်ဒီတနေ့လာနေနနက်6နာရီနဲ့9နာရီခွဲကြာနော်အဲ့ချိန်ရောက်တိုင်းကိုကိုအင်ရဖေရဒါမှမဟုတ်ဒါမှမဟုတ်အလုပ်မှာဆိုလည်းအလုပ်ပါဖေရနော်ဆိုင်မှာဆိုလည်းဆိုင်ရဖေရ အဲ့ဖျားမှာဆိုရင်ပန်းအိုးတီးတန်းနဲ့နော်ပန်းအိုးတဲ့ရေထက်ရေထက်ပြီးတော့ဩဇာလေးညွတ်ဒါမှမဟုတ်လဲဩဇာရွက်လေးရွက်အဲ့လိုပုံမှန်လူပေးရမယ်ဆိုဩဇာဆိုတာဒီတိဏ္ဍသာမိတွေရဲ့အမြင့်ညွတ်ပဲနော်ဩဆိုတာဒီတိဏ္ဍသာသူတွေရဲ့အမြင့်နော်ဇာဆိုတာတိဏ္ဍသာသူတွေရဲ့အညွတ်ဆိုဩဇာဆိုတာသူကအမြင့်နဲ့ညွတ်နဲ့တွဲထားတာပါနော်အမြင့်ညွတ်တဲ့ဒီတိဏ္ဍသာမိတယောက်ရဲ့ကံဝေကံကိုကျွန်တော်ကဆွတ်တင်ပါတာ အပုံမှန်မှာအဲဒီဒေသသံသရင်ဝေကြီးကံအကောင်းလာမယ်။ဒါဝေကြီးကံတိုးတက်လာမှာဖြစ်ပါတယ်။အဲဘယ်လောက်ထိလောက်အောင်လဲဆိုရင်ရာသပံဘဝတစ်လျှောက်လုံးဒေသသံသရတွေကလောက်သွားအောင်မှာဖြစ်ပါတယ်။အဲအားလုံးကြမ်းမှချမ်းသာကြပါစေ။အားလုံးမင်္ဂလာပါ။ကျွန်တော်ခုပြောပြမယ့်အကြောင်းအရတော့ဒီအင်္ဂါသာသီတွေနဲ့ပတ်သက်လို့ဘဝတသက်သာဝေကြီးကံအနေထားနဲ့ဝေကြီးကံကောင်းအောင်လုပ်ရမယ့်ရည်ရည်အစီအစဉ်အကြောင်းကိုပြောကြပေးသွားမှာဖြစ်ပါတယ်။ ်အင်္ဂါသာသီတွေရဲ့ဘဝတသက်တာကိုကြည့်မယ်ဆိုရင်သူတို့ရဲ့ဘူရဇာတာဘဝဝေကံအားနေတဲ့အထဲမှာပါပါတယ်နော်ဒါပဲအင်္ဂါသာသီတွေထဲမှာဝေကြီးကံကောင်းတာချမ်းသာတာအောင်မြင်တဲ့လူတွေကြည့်လိုက်မယ်ဆိုရင်တော့တော်တန်တဲ့ဟိုအောင်မြင်လာတာမျိုးတော့မဟုတ်ပါဘူးနော်တွန်းတွန်းတတိုင်းနဲ့သူ့ရဲ့တိုင်ဝမ်လက်ရှိအနေအထားပေါ်ဝေကြီးကနေပြီးတော့တိုးထွက်ပြီးတော့ထိုးပေါက်ပြီးတော့နော်ကြကုတ်ကြကဲစူးစမ်းပြီးတော့အောင်မြင်လာတဲ့လူတွေများပါတယ်နော် နောက်တစ်ခုအင်္ဂါသားသီးတွေကငွေရပဲဆိုရင်ငွေမြဲခဲ့တယ်။ဟိုဝါတရှော့လို့မှငွေကျိုးစားရရှာတယ်။ဒါပေမဲ့အဲ့ငွေကမိသားစုကြောင့်ဖြစ်စီ၊ဆွေမျိုးကြောင့်ဖြစ်စီ၊အတိုင်းဝန်းကြောင့်ဖြစ်စီတခြားအကြောင်းတစ်ခုကြောင့်ဖြစ်စီငွေကုန်သွားတာ၊ငွေကြီးဆုံးရှုံးသွားတာ၊ဒါမှမဟုတ်ငွေကြီးပြန်ပြီးပေးဆက်လိုက်တာများပါတယ်။အဲ့တော့အင်္ဂါသားသီးကငွေကြီးမြဲခြင်းနဲ့ငွေကြီးနဲ့ပတ်သက်လို့ကံကောင်းခြင်းနဲ့ဆိုရင်တော့သူတို့ကရေဒီယာတစ်ခုကိုဝါတရှော့လို့အမြဲတမ်းလှုပ်သွားမှာဖြစ်ပါတယ်။အဲ့ဒီရေဒီယာကတော့လင်းလာနံနဲ့ပတ်သက်တဲ့ အားနေတဲ့အရာတွေပေါ့နော်အဲ့ဒါဖြည့်ဆွက်ပေးရမယ်အဲ့ဘာလို့အမဲဆိုတော့ water shop လုံးမှာသူလောက်ောက်ပဲရေတွေရတယ်တင်းနာတောက်တွေမှာမကြာခဏတက်ရှည်လုပ်ပေးမယ်နောက်တင်းနာနံဖြစ်တဲ့နော်လမ်းဘေးခွေးတွေအစာကျွေးမယ်ခိုးတွေအစာကျွေးမယ်ငါးစာကျွေးမယ်နောက်တစ်ခုကခြေတော့မကောင်းတဲ့လူခြေတော့မတန်တဲ့လူအဲ့လိုလူမျိုးတွေငွေကြေးလူတန်းတာစေးဝတ်လူတန်းတာဒါတွေမကြာခဏပြုလုပ်ရမှာဖြစ်ပါတယ်နော်နောက်တစ်ခုကဘာဆိုတော့ဒီအသက်ကြီးတဲ့အဖွားကိုအသက်ကြီးတဲ့အဖွားအဖွားမှာ ဒီစင်းရတဲ့အဖွားအိုတွေငွေကြေးလူတန်းမဲ့စေဝါလူတန်းမဲ့ဒါမျိုးတွေမကြာခဏပြုလုပ်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုတော့ဒီငါသားသမီးတွေကအခုကျွန်တော်ပြောတဲ့နော်ရေရီယာတွေစီနေလောက်သွားမယ်ဆိုရင်တော့ water shop လို့မှငွေကြေးကန်ကောင်းမယ်ငွေကြေးစုဆောင်မိမှာဖြစ်ပါတယ်နောက်တစ်ခုကဒီအင်္ဂါသားသမီးတွေက water shop လို့မှငွေစုတာတွေကိုရွှေစုတာတို့မြေဝယ်တာတို့တခြားရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်မယ်ဆိုရင်ပို့ပြီးငွေကြေးအဖက်တင်မှာဖြစ်ပါတယ်နော်အင်္ဂါသားသမီးအလုံး ကျမချမ်းသာပြီးတော့ဘွားတစ်ယောက်လုံးမှာကိုကြီးကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျမချမ်းသာကြပါစေကျွန်တော်ကျော်ဘိုးဟင်းပါအားလုံးမင်္ဂလာပါကျွန်တော်ကျော်ဘိုးဟင်းပါကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ဒီဗုဒ္ဓဘုရားပြည်တွေအတွက်ဘွားတစ်ယောက်လုံးဒီလောက်ရမယ့်အနောင်ငွေကြီးကံကောင်းစီမံငွေကြီးစီရင်ရတဲ့အကြောင်းလေးကိုပြောကြပေးသွားမှာဖြစ်ပါတယ်အဲတော့ဗုဒ္ဓဘုရားပြည်တွေကဘွားတစ်ယောက်လုံးမှာငွေကြီးကံကောင်းခြင်းနဲ့ဆိုရင်လူမှုပေါင်းသင်းဆက်ဆံရေးကောင်းဖို့လိုပါတယ်အဲတော့ချွေမရရမယ်ပေါ့နော် အဲအဲ့တော့ပေါင်းသင်းလေးနဲ့ပတ်သက်လို့တွေးတဲ့ခါမှာကိုကလည်းချွေရမယ်အဲတဘောကဗျာဟိုကက်စီပဲနဲနေလို့မရအောင်နော်အဲလူမများကြွေးတာကြီးပဲအစားနေပဲကိုလည်းကြတော့မကြွေးချင်ဘူးဒါဘုသူတော့မရအောင်အဲဗုဒ္ဓသာသမီးတွေကဒီသူ့ရဲ့လုပ်ငန်းအောင်မြင်ချင်တယ်စီးပွားရေးအောင်မြင်ချင်တယ်ဆိုရင်ဒီကိုရဲ့အပေါင်းအသင်းမိတ်ဆွေနဲ့ပတ်သက်တဲ့ကိစ္စမှာအာဒီမိတ်ကောင်းဆွေကောင်းတွေနဲ့ပတ်သက်လို့နော်ပေါင်းသင်းတွေနဲ့ပတ်သက်ကိစ္စမှာဒီပေါင်းသက်ဆက်ဆံရေးကောင်းမှာကိုရအောင်နော် အဲ့ဒါအဓိကအချက်ပဲနောက်တစ်ခုကဒီဗုဒ္ဓသာသီတွေကဒီအထိုင်လုပ်ငန်းတွေတဲ့ကိုသွားလာလှူရှားရတဲ့လုပ်ငန်းတွေအဲ့ဒါပို့ပြီးတော့သူတို့တော်ငွေကြီးပို့ပြီးတော့ရလွယ်တယ်ပို့ပြီးတော့ရတတ်တယ်ပေါ့နော်သဗ္ဗသာသီတွေဘွားချောက်လို့ငွေကြီးကန်ကောင်းခြင်းနဲ့ဆိုရင်လောကမစီရင်တွေကတို့ဒီပေါင်းအိုးအသေးတလုံးတို့ပဲအဲ့ထက်မှရေထဲမှာရေထဲပြီးတော့အဲ့ထက်မှာကိုင်းရွက်နှစ်ရွက်ဒါမှမဟုတ်လေကောက်ကောနှစ်ညွတ်နော်ဒါမှမဟုတ်လေကြံညွတ်နှစ်ညွတ်အဲ့ဒါကိုလှူပေးရမှာဖြစ်ပါတယ်နော် အဓိကတော့တင်းရနံအညွတ်နှစ်ရွက်တောင်မို့လဲနှစ်ခတ်ပါเนาะအဲ့လူပြရမှာဖြစ်ပါတယ်အဘယ်နေ့ဒီမှာလူရမလဲဆိုရင်ပုဒ်တပုဒ်နေ့နဲ့နဲ့เนาะ6နှစ်ရက်နေ9နှစ်ခွဲကြာဒါမို့လဲမနဲ့မလူပြဘူးဆိုရင်ပုဒ်တပုဒ်နေ့ညက်နေဆိုရင်ညက်နေ4နှစ်ခွဲနေ9နှစ်ခွဲကြာအဲ့အချိန်မှာလူပြီးတော့ဝေကြီးနဲ့ပတ်သက်ကိစ္စတွေစုတောင်းမယ်ဆိုရင်အဲဘွားလျှောက်လုံးမှာဝေကြီးနဲ့ပတ်သက်လို့စင်ပြေတာငွေကြေးစုဖို့ရတာငွေကြေးကန်ကောင်းစေတာဝေကြီးနဲ့ပတ်သက်လို့အပူပင်ကင်းတာမျိုးကို ပြောမှာဖြစ်ပါတယ်နော်ဒါလည်းဒီရေဒီယာကကျွန်တော်ဟိုတပတ်တည်းလုံးလို့မရဘူးဘောရှော့လုံးမှာအပတ်တိုင်းပတ်တိုင်းအဲဗုဒ္ဓဘူးနေ့တိုင်းမှာပုံမှန်လုပ်ပြရမှာဖြစ်ပါတယ်အဲ့ဒီလိုပုံမှန်လုပ်သွားမှဆိုရင်ဗုဒ္ဓဘူးသားမီးရဲ့ဘောတသက်တာမှာဝေကြီးနဲ့ပတ်သက်လို့ကံကောင်းစီမှာဖြစ်ပါတယ်ဗုဒ္ဓဘူးသားမီးအလုံးစားစားရအောင်ပြေးကြပါစီဝေကြီးကံတွေလည်းအထူးပဲကောင်းမွန်ကြပါစီလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျမ်းမချမ်းသာကြပါစီအားလုံးမင်္ဂလာပါကျွန်တော်အခုပြောပြမယ့်အကြောင်းကတော့ ဇာသာဝိသားသူတွေရဲ့ဘဝတက်သက်တာငွေကြီးကံကြမ္မာနဲ့ငွေကြီးရတဲ့အကြောင်းကိုပြောကြပြီးသွားမှာဖြစ်ပါတယ်။ဇာသာဝိသားသူတွေရဲ့ဘဝတက်သက်တာငွေကြီးကံတော့ကောင်းပြီးသားပါနော်။ဒါပေမဲ့ဇာဝိသားသူတွေရဲ့ငွေကြီးကံကိုအားနဲ့အောင်လုံနိုင်စေတဲ့အရာကတော့အာသားသမီးနဲ့ပတ်သက်တဲ့ကိစ္စ၊နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စအဲကိစ္စနှစ်ခုကတော့သူတို့ရဲ့ငွေကြီးကံကိုအားနဲ့အောင်ပြုလုပ်စေနိုင်သောအရာတွေပဲဖြစ်ပါတယ်နော်။သူတို့က ဂျာဗီသားပြီးအများစုဟာသားပြီးကြောင့်ဝေကြီးကံအာနေမယ်သားပြီးကြောင့်ဝေကြီးပြန်ပြီးကုန်တာဒါဖို့လေနေရာတိုင်းကိတဲ့ပတ်သက်တဲ့ကိစ္စနော်အဲ့ဒါတွေနဲ့ပတ်သက်လို့ဘွားလျှောက်လို့မှဝေကြီးကိုကြများစီတာမျိုးကြောရမှာဖြစ်ပါတယ်နော်အဲ့တော့အားမျိုးတွေကြောရမယ်နောက်တစ်ခုကဒီဂျာဗီသားပြီးတွေကအဲ့လိုတော့ကြုံနေရပြီဒါပေမဲ့ဘွားတစ်လျှောက်လုံးမှာဝေကြီးကံကောင်းကျင်တယ်ဆိုရင်တော့ဘွားတစ်လျှောက်လုံးဝေကြီးကံကောင်းစီမဲ့ရေတွေရာတွေရှိပါတယ်အဲ့ဒါတော့ဘာလို့မလဲဆိုရင် ဒီကြာသာဝေးနေ့မနေ့ဆိုရင်6နိုင်ရံနေကွန်တိုင်ခွဲကြပါနော်အဲ့ချိန်မှာကိုယ်ရံဖះမှာတင်းလနံအညွံ့ရနှစ်ခုနော်နှစ်ညွတ်နှစ်ခတ်အဲဒါလူပေးရမှာဖြစ်ပါတယ်အဲ့တော့ပေါင်းဦးလေးတဲ့ကိုထဲ့တဲ့မထဲ့ရင်လည်းကျွန်တော်ပေါင်းဦးမရှိဆိုရင်လည်းဖောက်ွက်တဲ့ကိုရေထဲ့ရေထဲ့ပြီးအဲ့တဲ့ကိုကျွန်တော်ကိုယ်ရွက်လေးညွတ်ထဲ့နော်အတင်းလနံဆိုတော့ကိုယ်ရွက်ပါနော်တကယ်လို့ကိုယ်ရွက်ကိုယ်မထဲ့ခြင်းဆိုလည်းကက်ကောကက်ကောညွတ်လေးရှိတဲ့ဆိုရင်ကက်ကောညွတ်လေးနဲ့ညွတ်ထဲ့မယ်ဒါမို့လည်းကြံညွတ်လေးနဲ့ညွတ်ထဲ့မယ် เนาะไอ้หลูแท้ပြီးတော့ကိုယ့်အိမ်ရဖျားပါလှူပေးရမှာဖြစ်ပါတယ်အဲ့ဒါဂျာသာပီးဒီနန်းနဲ့6တန်ရရနေခေါနာခွဲကြမှာလောက်ပါပါเนาะအဲ့တော့အဲ့ဒီချိန်မှာပဲကျွန်တော်ကဘာဆက်လုပ်ရမလဲဆိုတော့ဒီရွက်လပင်ရည်လောက်ရမယ်တေးနန်အညို့အခက်နှစ်ရွက်နှစ်ညို့ကိုလှူမယ်လှူပြီးတော့အဲ့ဒီ6တန်ရရနေခေါနာခွဲတွင်းမှာပဲလှူပြီးကြတယ်ကျွန်တော်ကဘာဆက်လုပ်ရမလဲဆိုတော့ရွက်လပင်ရည်လောက်ရမယ်เนาะ ရလာပဲတကယ်လို့မရှိဘူးဆိုလဲဝါပဲဆိုတဲ့ရတယ်ဝါပဲရေလောင်းပြီးတော့ဝေကြီးနဲ့ပတ်သက်ကိစ္စတွေကန့်ကောက်ပါစေအဆင်ပြေပါစေဝေကြီးလက်လက်ပါတွေရှင်လန်းပါစေဝေကြီးတွေအစုပုံရပါစေဆိုပြီးဆုတောင်းအောင်ဖြစ်ပါတယ်နော်ဒါအပတ်တိုင်းလောက်အောင်မှာဖြစ်ပါတယ်ဒါလို့ကိုကဒီတဲ့ပိုအကောင်းကျင်တယ်ဟိုတစ်ပတ်မှာအနည်းဆုံး3ချိန်လောက်လုပ်ကျင်တယ်ဆိုလဲရပါတယ်အဲ3ချိန်လောက်လုပ်မယ်ဆိုရင်ပထမတစ်ချိန်ကကျွန်တော်ကြာသာပြီးနေနဲ့6နိုင်ရန်ခွန်နာခွဲကြနော်အဲ့လုပ်မယ် အပြီးတဲ့ခါကျတော့ဂျာဘေးကနေပြတည့်ရကျော်လိုက်ဂျာဘေးတောက်ကြစနေနော်စနေနေ့ကျတော့ခေါ်တိုင်းခွဲနှစ်ခုနိုင်ကြနော်အဲ့ပါတစ်ကြိမ်လောက်ပဲနော်စနေပြီးတော့စနေရက်နေ့တည့်ရကျော်လိုက်စနေတွင်တင်းတင်းလာဒီကနေ့ကျတော့9ရက်ရက်နေ့10ရက်ခွဲကြနော်အဲ့3ကြိမ်ကိုတပတ်ပေါ်အဲ့လို3ရက်လူပေးမယ်ဆိုရင်ဒီကျွန်တော်တို့ဂျာဘေးသားသီးတွေရဲ့ငွေကြေးကန်တွေအကောက်လာမှာဖြစ်ပါတယ်အားလုံးကျမချမ်းသာကြပါစေအားလုံးမင်္ဂလာပါကျွန်တော်ကျော်ဝေးပါကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့ ဒီတောက်ကြသားသမီးတွေရဲ့ဘဝတက်တက်သာဝေကြီးကံကြမ္မာနဲ့ငွေကြီးရတဲ့အကြောင်းကိုပြောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီတောက်ကြသားသမီးတွေရဲ့ဒီကံစာရာကိုကြည့်မယ်ဆိုရင်တောက်ကြသားသမီးတွေကသူတို့ရဲ့မူလစာရာမှာဟိုကဝေကြီးကံနဲ့ပတ်သက်လို့တော်တော်ကြီးကိုဟိုအခက်အခဲများတတ်တဲ့သဘောရှိတယ်နော်။တော့တောက်ကြသားသမီးမှာဒီငွေကြီးနဲ့ပတ်သက်လို့ချမ်းသာတဲ့လူတွေရှိကောင်းရှိလိမ့်မယ်။ဒါပေမဲ့အဲဒါချမ်းသာတဲ့အကျင့်လေးတစ်ခုကိုပဲကျွန်တော်တို့ကြည့်လို့ဖြစ်တယ်။ တို့ဘဝတစ်ချောင်းလုံးကြည့်လိုက်မယ်ဆိုရင်ငွေကြေးနဲ့ပတ်သက်လို့အခက်အခဲကြက်တဲ့တွေတော်တော်ကြော်ဖြတ်ခဲ့ရတာမျိုးဟိုတွေးရှိရမှာဖြစ်ပါတယ်အဲ့တော့တို့ဘဝမှာငွေကြေးနဲ့ပတ်သက်လို့ပူလောင်မှုတွေငွေကြေးနဲ့ပတ်သက်လို့တော့အခက်အခဲပြဿနာတွေရင်ဆိုင်ရတာတွေတော့မိသားစုအတွင်းရင်ငွေကြေးပြဿနာတွေဒါမျိုးတွေတွေ့ရမှာဖြစ်ပါတယ်နော်အဲ့တော့ဟုတ်ပြီဒီတောက်ကြသားမီဒီယာဒီငွေကြေးဘူးတော့ကတွေတော့ရှိနေပြီဒီဘူးတော့ကတွေဘယ်လိုဖြစ်ရှင်းမလဲငွေကြေးရေတွေကလာပြီပါနော် အဲကျွန်တော်အခုပြောပြနေတဲ့ဒီအဲခုနှစ်အသာပြီးနေတဲ့ပတ်သက်လို့ငွေကြီးရေရရာတွေနော်ငွေကြီးကန်ကြမှာတွေဒါတွေကိုပြန်ပြီးတော့ကျွန်တော်ပြောပြခြင်းတာဒါတွေကကျွန်တော်ဒီရေရရာတွေပြီးတဲ့အပိုင်းမှာကျွန်တော်ဟိုဘလိုင်းလိုက်ပြီးနေတာမဟုတ်ဘဲနဲ့ကျွန်တော်ဒီသူတို့ရဲ့ဒီဘေးရင်စားတာလိုရနော်ဖြစ်နိုင်တဲ့ရေရရာတွေဖြစ်နိုင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ပြောကြားပေးနေတာဖြစ်ပါတယ်အဲပြောမယ်ဆိုတော့ဒီလက်လွတ်စပယ်ပြောနေတာမဟုတ်ဘဲနဲ့ကျွန်တော်မှာဒီအထောက်တွေရှိတယ်ဒီအထောက်ထားတွေ အဓိကတော့ကျွန်တော်ခုပြောနေတဲ့အကြောင်းအရာတွေဟာဒီအင်ကာဝိဇာတိုင်နဲ့အဲ့အကြောင်းအရာတွေကိုအကြောင်းအကျိုးတွေကိုကျွန်တော်ပြောပြပေးနေတာဖြစ်ပါတယ်။တောက်ကြသားမျိုးရဲ့ဒီအင်ကာဝိဇာတိုင်ပုံမူတည်ပြီးတော့သူတို့ရဲ့ငွေကြီးကံငွေကြီးရည်ရအကြောင်းတွေကိုကျွန်တော်ပြောကြပေးနေတာဖြစ်ပါတယ်။ကဲဟုတ်ပြီထားပါတော့ဒီတောက်ကြသားမျိုးတွေရဲ့ဒီငွေကြီးကံကောင်းမှုဆိုရင်သူတို့ကဒီငွေကြီးတောက်ကတက်ဖြစ်တဲ့အတွက်ကိုသူတို့ဘဝတစ်လျှောက်လုံးမှာဆိုရင်ကျွန်တော်တို့တောက်ကကိုကတော်လုပ်ပြရပါ တဲ့ပြောင်းပြန်လုပ်ရမယ်အဲ့တော့သူ့ဘဝရစောက်လုံးမှာဝေကြီးကံကောင်းခြင်းနဲ့ဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဒီဘုံကြောင်းတွေတိလရှင်ကြောင်းတွေနော်ဖျားဆောင်နှံတွေမှာသူတို့ကခြေတုပ်ကိုမချကနာလှူပေးရမယ်နော်ခြေတုပ်ကိုမချအခနာလှူပေးရမယ်နောက်တစ်ခုကဘာလုပ်ပြရအောင်လို့ဆိုတော့ဒီမရှိစင်းရတဲ့ကလေးတွေကိုကျွန်တော်တရားလုံးဝေတာတို့တာကူကျွေးရတို့ဒါတွေမချကနာလှူအောင်မယ်အဓိကတော့သူတို့လောက်ောက်မှာခြေတုပ်ကိုမချကနာလှူအောင်မှာဖြစ်ပါတယ်နော်အဲ့တော့တောက်ကြသားလုံးပြီးအားလုံးဝေကြီးကြကြမှာလေ ကောင်းကြပါစေစဆရာအစီအပြီးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျမ်းချမ်းသာကြပါစေအားလုံးမင်္ဂလာပါကျွန်တော်ယခုပြောပြပေးသွားမယ့်အကြောင်းအရာကတော့စနေသားသမီးတွေရဲ့ဘဝတသက်တာဝေကြီးကံကြမ်းမာနဲ့ငွေကြီးရေတွေအကြောင်းကိုပြောကြပေးသွားမှာဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေရဲ့ဘဝတသက်တာဝေကြီးကံကိုကြည့်တဲ့အခါကျတော့စနေသားသမီးတွေကငွေကြီးကံမတီးမြဲပါဘူးအဲဒီလိုပေါ်လျှောက်လုံးမှာဒီငွေကြီးတဲ့ပတ်သက်လို့ငွေရစရာကိစ္စပေါ်ပြီးွားရင်သိမကြဘူး ဝေကုံစရာကိစ္စတခုကအကြောင်းတမျိုးမဟုတ်တမျိုးနဲ့ပေါ်ပေါက်လာတာမျိုးတွေ့ရတတ်ပါတယ်ဒါစတိသားပြီးတိုင်းကိုလိုက်ပြီးတော့စစ်စစ်ကြည့်လိုက်မယ်ဆိုရင်ဒီအချက်လက်ကိုတွေ့ရှိရမှာ ဖြစ်ပါတယ်နောက်တစ်ခုကဒီစနေသားပြီးတွေကငယ်ရဲစင်ခါမှာအခြေကိစ္စစုပ်ကိစ္စတွေနဲ့ပတ်သက်လို့ဝေကုံကြီးကြအရင်များတာကိုလည်းတွေ့ရှိရပါတယ်အဲ့တော့ စေတားသူတွေကသူတို့ရဲ့ဘွားလျှောက်လုံးမှာငွေကြီးကံကောင်းကျင်တယ်ငွေကြီးတည်မြဲကျင်တယ်ငွေကြီးဥစ္စာနဲ့ပတ်သက်လို့ပြည်သူကြွယ်ဝကျင်တယ်ဆိုရင်တို့ကဒီဘွားတျှောက်လို့လောက်ကမဲ့ရေတွေရှိပါတယ်အဲ့ဒါဘာလို့အောင်လဲဆိုတော့တို့ကသူတို့ရဲ့မူလဇာတာမှာဟိုကတို့ကငွေကြီးကံမတည်ငြိမ်တဲ့အတွက်ကိုကျွန်တော်ကအပြောင်းလဲရှိတယ်ဆိုတဲ့သဘောပြရတယ်အဲ့တော့ဘာလို့အောင်လဲဆိုရင်စေတားသူတွေကဒီငွေကြီးရလာပြီဆိုရင်အဲ့ဒီကနေပြီးတော့အဲငွေ1000ဒါမှမဟုတ်ငွေ900เนาะအဲ့ဒီမှာကတတ်နိုင်တဲ့လူကလည်း တက်တိုင်းတလောက်ပေါ့အဲငွေကြီးကိုအဲကိုရတဲ့တဲ့ကနေပြီးတော့အဲငွေကိုတက်တက်ပဲပြီးတော့ပတ်နကူစွန်ပေးရမယ်ဒါဘို့လဲပတ်နကူမစွန်ဘူးဆိုလဲဒီချက်ပိုင်မကောင်းတဲ့လူတွေခြေတော့မကောင်းတဲ့လူတွေနော်နောက်တစ်ခုကပါလဲဆိုတော့ဒီငွေကြီးစင်းရဲတဲ့လူတွေကိုအဲငွေကြီးကိုဖယ်ထားတဲ့ငွေကနေပြီးတော့လူတန်းပေးရမှာဖြစ်ပါတယ်အဓိကလောက်ကမှာတော့ကျွန်တော်ကိုဖယ်ထားတဲ့ငွေရနေပြီးတော့ပတ်နကူစွန်ပေးရမယ်။ဒါမှမဟုတ်ပတ်နကူမစွန်ဘူးဆိုလေအဲ့ဒီငွေကြီးကိုမရှိစင်းရတဲ့လူဒါမှမဟုတ်လေခြေတော့မကောင်းတဲ့လူ အဲ့လိုလူမျိုးတွေကိုလူတန်းပေးကမ်းရမှာဖြစ်ပါတယ်။အဲဆိုရင်ငွေကြေးကံနဲ့ပတ်သက်တဲ့ကိစ္စတွေပြန်ပြီးတော့ကောင်းမွန်လာမယ်။ငွေကြေးလည်းတည်မြဲလာမှာဖြစ်ပါတယ်။ဒါစနေသားပြည်တွေအတွက်ငွေကြေးကံကောင်းအောင်ဝါရှောက်လုံးလုပ်ရမယ့်ရည်ရည်လေးဖြစ်ပါတယ်။အဲဒီလိုလုပ်ပြီးလိုက်မှဆိုရင်စေသားပြည်ရဲ့ငွေကြေးကံတွေပြန်ကောင်းလာမယ်။ငွေလည်းမြဲလာမှာဖြစ်ပါတယ်။အဲစေသားပြည်အားလုံးကြမ်းမချမ်းသာကြပါစေ။အဆအဆရာအဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဒီခုကျွန်တော်ပြောတဲ့အကြောင်းအရာတွေကမိတ်ဆွေအတွက်အကျိုးရှိမယ်ဆိုရင်ကျောရဲ့ဒီ เนาะ account တွေကို follow လုပ်ပြီးသွားကြပါနောက်ပြီးတော့ share ပေးသွားကြပါလို့ကျွန်တော်ပြောလိုပါတယ်အားလုံးကျမ်းမာကြပါစေ